နိုင်မဲစတိုရီ channel ကိုအပင်းနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇလံကစာရည်သူလျံထက်ရေးသားထားတဲ့ပျောက်ဆုံးသွားတဲ့မူကုတ်စံဝိုင်းနဲ့ရှမ်ပေလာဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျဒီဇလံလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇလံသစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက် ရေဒါတို့ကဗီနာကနိုဒီဘဲလေးကိုနှိပ်သွားကြဖို့ကျွန်တော်ကလည်းအကြံပြုရင်းနဲ့ဇလန်းလေးကိုစတင်လိုက်ပါပြီခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်း40ခန်းကကျွန်တော်ကလည်းဂျင်းဟက်တန်ရေးတဲ့ဝိတုရှိတပုတ်ကိုဖတ်ခဲ့ရပါတယ်အဲဝိတုကလည်းကမ္ဘာစာဘပရိသတ်များဆွဲလန်းခဲ့တဲ့ဝိတုကြီးတပုတ်ဖြစ်ပြီးတော့ရုပ်ရှင်ရိုက်ခဲ့ရတဲ့ရုပ်ရှင်ကိုလည်းကျွန်တော်ကြည့်ရှုခဲ့ရပါတယ်ဇလန်းသေးစိတ်ကိုတော့ကျွန်တော်မမှတ်မိတော့ပါဘူးဒုတိယကမ္ဘာစီးကြီးအတွင်ဘုံတန်ကြောင့် ။ဥက္ကမတန်ရရခဲ့တဲ့ဂုံဒီရဲ့ရှိအထက်တန်းစားတူဆေးရုံမှာတက်ရောက်ကုသခဲ့ပါရီ။အတိတ်မိယောဂရှားရှိနေတဲ့ပြင်ဒူဘဒူလို့မပြောနိုင်တော့ပါဘူး။သူအယူရောက်ကျင်းသာစွာကုသပေးခဲ့တဲ့သူနာပြုစီရမာလီနဲ့အကျဉ်းဇလံဖြစ်ခဲ့ပါရယ်နောက်ဆုံးမှာတော့ဇက်ဆောင်ကသတိပြန်လည်ရရှိသွားပြီးတော့သူရဲ့မိသားစုတန်ကိုပြန်သွားရဇလံဖြစ်ပါရယ်ကျွန်တော်တို့မြန်မာစာဘပရိသတ်အကြိုက်အလွမ်းဇလံဖြစ်သဖြင့်ကျွန်တော်တို့တတတဖြစ်ခဲ့ရပါရယ်ယနေ့ချိန်ထိကျွန်တော်တို့ဆွဲလန်းတတတဖြစ်နေစေပဲဖြစ်ပါရယ် ကျွန်တော်ကလေသူရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့ဆရာချစ် Goodbye Mr. Shit ကိုဖတ်ခဲ့ရပါတယ်။အများအပြားတော့ကြောင်းစီအောင်များကလေးရိုးသားကြပါတယ်။အေးပါတယ်။တခါတရံလေးနှုံနေလို့ဆိုကြပါတယ်။မနှုံမအေးတဲ့မအေးတဲ့လူကလေးကြောင်းစီအောင်အဖြစ် ဝင်ခွင့်ဆောင်ရွက်ပွဲမအောင်သေးဘူးလို့ဆိုပါတယ်။အဲ့ဒီသူကိုအကြောလုံးမရသဖြင့်ကြောင်းစီအောင်လောကကိုဝင်ရောက်လာသူ အရေးကိုစီအောင်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ကြောင်းစီအောင်စိတ်ကလေးတကယ်ရှိသူတူအဖို့တခြားအလုပ်ကိုလုပ်ဖို့တော့စိတ်မကူးပါဘူး။ သူဘိုးတော်စာတင်ကြပြီးချင်းပြင်းတော်မွေးလျော်တက်ပါရီတပည့်တွေတိုးသက်ကြီးပွားလာကြတော့လေသူဘိုးအပြောင်းလဲမရှိတပြေးပြေးနဲ့ရင်ကြီးတက်လာတဲ့ကြောက်ခဲတုံးကြီးနဲ့တူနေခဲ့ပါရီအဲဒီလိုမျိုးအပြောင်းလဲမရှိတော့ကြောင့်မလို့ကြောင်းစီရဘွားကိုစာဘတ်ပရိသတ်ကြီးကလည်းစိတ်ဝင်စားအောင်လို့ဂျိမ်းဟက်ဒန်ကလည်းရည်တော်နိုင်ခဲ့ပါရီကြောင်းစီရမစ္စတာချစ်ကလည်းအသက်80အရွယ်အထိ နေသွားခဲ့ပါရီအညာတော်အကြောင်းစီအောင်ဘွားကိုတတတဖြစ်ရအောင်လို့ဇာဘပရိသတ်ဆွဲလန်းတော့အောင်ရေးသားနိုင်ခဲ့တာကတော့များစွာအံ့ပွေဖြစ်နေပါရီအိဇာအုပ်ကိုဂျိန်းဟဲတန်ကလည်း1934ခုနှစ်ကရေးသားထုတ်ဝေခဲ့တော့လေယနေ့ဒီအချိန်ချင်းပြန်လည်ပြီးတော့ရိုက်ရတဲ့ဝိထုကြီးဖြစ်နေပါရီဇာရေးသူအားလေအောင်မြင်ပေါ်ရောက်တဲ့ဇာရေးစီအဖြစ်ရောက်စီခဲ့တဲ့ဝိထုကြီးလည်းဖြစ်ပါရီအမှန်အပြည့်တော့နမေကျော်ဝိထုကြီး မရေးခင်မှာပဲ1933ခုနှစ်ကပဲဂျိန်းဟေဒန်ကလည်းပျောက်ဆုံးသွားတဲ့မိုးကုတ်စက်ဝိုင်းကိုရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ဒါမှမဟုတ်လေကျွန်တော်ကလည်းဆရာကြီးရဲ့ဝိထုကိုဖတ်ပြီးမှအဲ့ဒီကဘာကျော်ဝိထုကိုဖတ်ရှုခဲ့ရခြင်းဖြစ်ပါတယ်။အဲ့ဒီပျောက်ဆုံးသွားတဲ့မိုးကုတ်စက်ဝိုင်းဝိထုကြီးကလည်းကဘာကျော်ကန်တွင်ဝိထုတပုတ်ဖြစ်ပြီးတော့ဝေပန်ရေးဆရာတို့ကတော့စွန်စားကန်ဝိထုကြီးလိုဝတ်စန်းကျေဝိထုကြီးတပုတ်လို့ယူ၍တကောင်းတောမတ်စ်မိုးရေးသားခဲ့တဲ့စိတ်ကူးရင်ယူတိုပီယာ ဝိတုမျိုးလို့ဆို၍၎င်းအမျိုးမျိုးဝေဖန်ရေးသားခဲ့ကြပါ၏ပျောက်ဆုံးသောမူကုတ်ဇဝိုင်းဝိတုကြီးကို စာရေးစီရာမောင်းထွန်းသူကလည်းရှန်ဂရီယာလို့ပါသာပြန်ဆိုပြီးတော့ထုတ်ဝေခဲ့ပြီးဖြစ်သဖြင့်ကျွန်တော်တို့မြန်မာစာဘပရိသတ်ကြီးဖတ်ရှုခဲ့ရပြီးဖြစ်ပါ रे ဒါပေမဲ့လည်းအဲ့ဒီရှန်ဂလီလာဆိုတဲ့အမည်ကလည်းအရှေ့တိုင်းမှာမဟာဂန်နရီစတင်ထွန်းကားခဲ့တဲ့ရှန်ဘဲလာဆိုတဲ့တိဘက်အိန္ဒိယမွန်ဂိုလီးယားနေဆက်များအနည်းကို သူတော်စင်တို့တရားကျင့်ကြံပြောမှုနေထိုင်ကြတဲ့ဒေသနမည်နဲ့ခက်ဆစ်စင်သူနေတော်ကိုအံ့ဩဖွယ်တွေးရှိရပါရယ်အမှန်အပြည့်တော်ပြောက်ဆုံးသောမျိုးကုတ်ဆက်ဝိုင်းကိုရေးသားနေတဲ့အချိန်ရှမ်မဲလာဆိုတဲ့သူတော်စင်ကိုတရားတော်မှရှာမိပြောမှုနေကြတဲ့ဇုံတော်မြိုင်ရှိရယ်အဲ့ဒီသူတော်စင်တို့ကိန်းအောက်ပြောမှုနေတဲ့ရှမ်မဲလာမှလူရလူရကိုမဟာကန္နရီပညာရံများနဲ့ပြန်ပြူးရန်တမန်တော်များကလည်းစီလူခဲ့ကြတယ်လို့အယူဆများကလည်း ကံမီယာပညာလိုက်စားသူတို့အတိုင်းဝိုင်းမှာတော့လက်ကံယုံကြည်ကြတဲ့အချိန်ဖြစ်ပါလေ။အဒီယူဆောက်ကိုအထောက်အကူပြုစီတဲ့ဆံမြော်ရီလောကီပညာရဲ့နဲ့စွန်စောင်းမှုနောက်ကံဝိတုကြီးမြောင်းကလေးပေါ်ပေါက်နေတဲ့အချိန်ဖြစ်ပါလေ။ကျွန်တော်တို့စာပပရိသတ်ကြီးဆွဲရှုခဲ့ရပြီးဖြစ်တဲ့ဖူမန်ဂျူလောဝတ်သေးဖို့ဝိတုကြီးမြောင်းကိုရေးသားခဲ့တဲ့ကံမီယာပညာရှင်ဆရိုမားကလေးဒေါက်တာနီကိုလာနဲ့ဒေါက်တာနီကိုလာပြန်လာပြီးဆိုရဲဝိတုကြီးနှစ်ပုဒ်ကိုရေးသားထုတ်ဝေခဲ့ပါလေ။ အေဝိတုကြီးမျိုးကိုဆရာရွှေဦးတောင်းကလည်းမိញမ်းပြီးတော့ပထမဆရာသိအမိနဲ့ဝိတုကြီးကိုရေးသားထုတ်ဝေခဲ့ပါရီအဲဒီချိန်ကကပ္ပစာဘပရိသတ်ကလည်းတီဘတ်ရဲ့လှုပ်ဝက်ဆန်းကျင်တဲ့ဂန္ဓရီပညာရံမျိုးကိုတီးလိုက်ပါရီဘဒုမဝင်ရောက်ခြင်းမပြုရန်ပိပင်ထားတဲ့တီဘတ်ရဲ့အမခံပညာရံမျိုးကိုလေးလာလိုကြပါရီအဲဒီချိန်မှာပဲပျောက်ဆုံးသွားတဲ့မူကုတ်ဆဝိုင်ဝိတုကြီးထွက်လာခဲ့သဖြင့်အယောင်ရောက်အတွင်ကျေဆုံးဝိတုကြီးဖြစ်သွားခဲ့ရပြီးတော့စာဘီဝေဘန်သူတို့အားလုံးလိုလိုပင် ်ပျောက်ဆုံးသွားတဲ့မိုးကုတ်ဇဝိုင်းဝိတုကြီးကလည်းဟေတန်ရဲ့အကောင်းဆုံးဝိတုဖြစ်တယ်လို့ဆိုကြပါရယ်တွေးတော်စင်းသားစရာအများဆုံးပါဝင်နေတဲ့ဝိတုကြီးဖြစ်ပြီးတော့ဂမ်မီယောပညာရှင်တို့ယုံကြည်နေကြတဲ့ရှန်ဘေလာကလည်းအထက်ပေါ်ပြပြဝိတုကြီးမှရှန်ဂရီလာဆိုမှတ်တင်လာကြပါရယ်လူသူရောက်ပေါက်နေတဲ့တီချောက်ကဘာဖြစ်နေတဲ့ရှန်ဂရီလာဆိုတဲ့ဗုဒ္ဓဘာသာဝင် လာမောဘုန်းတော်ကြီးရဲ့အကြောင်းရှိနေရာကလေးကိုအနောက်တိုင်းကဘာနဲ့ရှင်ပြီးတော့ရေးထားခဲ့ခြင်းဖြစ်ပါရယ် ဒူးဆန်းအပွဲဖြစ်နေတော့ကိုကျွန်တော်တို့ကလည်းဖတ်ခဲ့ရပါတယ်။ရုပ်ရှင်ဒါရိုက်တာကြီး Frank Gebba ကလည်းပျောက်ဆုံးသွားတဲ့မိုးကုတ်စဝိုင်းအမီနဲ့ရုပ်ရှင်ရိုက်ကူးခဲ့ရာတောက်တောက်လေးငွေဝင်ငွေရရှိခဲ့ပြီးတော့ဈေးကြိုကြီးရုပ်ရှင်ကားကြီးမြောင်းမာတော့နာမည်ကျော်ရုပ်ရှင်ကားတကဖြစ်ခဲ့ရပါတယ်။ပျောက်ဆုံးသွားတဲ့မိုးကုတ်စဝိုင်းရဲ့အဓိကဇက်ဆောင်ကလည်း Gunway ဖြစ်ပါတယ်။ Gunway ကလည်း Oxford တက်ကတူ ထွက်တဲ့ဦးဖြစ်ပြီးတော့တက္ကသိုလ်နေစဉ်ကထင်ရှားခဲ့သူတဦးဖြစ်ပါရီအာကသာမလေးနမေကျော်တဦးဖြစ်ခဲ့တဲ့လိုမျိုးအပျော်ရန်ဇန်နီယဝါနာရှင်များနေလေထိတ်ဆုံးကနေရာယူခဲ့သူဖြစ်ပါရီပထမကမ္ဘာစစ်ကြီးရဲ့အတွေ့မှာတော့ ESO ကသူရဲကောင်းမှတ်တမ်းရခဲ့သူလူကောင်းသူကောင်းတယောက်ဖြစ်ပြီးတော့နိုင်ငံသားကြီးဌာနများမှာတော့အမှုထမ်းဆောင်ခဲ့ပါရီသူပေါ်ဝင်တဲ့ခရီးသည်လေးဦးစီးနေလိုက်ပါခဲ့တဲ့လေရင်တစည်းစုကိုဘတ်စကူးလေးစိမ့်မအမျိုးမည်မသိလူတစိမ့်တဦးကလည်းမောင်းနေသွားခဲ့ပါရီဖြတ်တမ်းရခဲ့တဲ့တောင်စင်းတောင်တန်းများနဲ့ စီးနင်းမုန်တိုင်းမြောင်းကိုဖြတ်တန်းကျော်လွားပြီးတော့လာမင်းပြတောင်ကြားကလေးမှဒူးဆန်အံ့ဝေကောင်းနေရှန်ဂရီလာဆိုရိတ်နေရာကလေးကိုရောက်လာခဲ့ရပါတော့တယ်လာဆိုရိတ်အထိပ်ပဲကတော့တိဘက်ဘာသာနဲ့တောင်ကြားအဲ့လိုမျိုးအတိတ်ပဲရပါတယ်အဲ့ဒီတောင်ချောင်းမှာရှိနေတဲ့ဗုဒ္ဓသာသနာဘုန်းတော်ကြီးเจ้าမှာတော့ဇက်ဆောင်ကွန်ဝေးနဲ့မိတ်ဆွေရင်ခကြီးပေါ်မှာတွေ့ကြုံရတဲ့ဇက်လန်းဖြစ်ပါတယ်ဘုန်းတော်ကြီးအကြီးကဲဖြစ်သူကလည်း Beyond ဖြစ်ပြီးတော့အသက်တော်ကတော့200ကျော်ခဲ့ပြီဖြစ်ပါတယ်အဲ့ဒီဘုန်းတော်ကြီးကလည်းเจ้าက လူသူမရောက်နိုင်တဲ့နေရာမှာတည်ရှိနေတော့လေအစ်မမြန်မာလုံးနေပါရီခရစ်နှစ်900ခန်းကဒုံငါခဲ့တဲ့တရုတ်ပြည်စွန်မင်းဆက်ကလည်းရှေးဟောင်းဗတိဝဘူးအမှုပညာပစ္စည်းများမှစပြီးတော့နောက်ဆုံးကွန်ဝေးတို့အိန္ဒိယနိုင်ငံကိုဗန်ရှာရောမြို့မှထွက်ခွာလာခဲ့ရတဲ့အထိ တရင်းဆောင်မြောက်ခင်မိပြီးတော့အဘိုးတန်နဲ့ဒူရီယာပြည့်စည်မြောက်1939ခုနှစ်ခန့်အထိထောက်ဝေခဲ့တဲ့အနောက်တိုင်းစောင်းမြောက်ခင်းဆက်ဆက်ရှားပါလာတဲ့စောင်းမြောက်ကိုတွေ့ခဲ့ရပါတယ်။လူသူရောက်ပေါက်ကင်းဝေးတဲ့လူသည်နဲတဲ့ကဘာမြေစောင်းကြီးမြောက်မှာတော့ရာပွေမတွေ့ရှိနိုင်တဲ့နေရာမှာထူးထူးခြားခြားဆန်းကျယ်တဲ့လူပွဲစည်းတည်ရှိနေတော့ကိုဇက်ဆောင်ကြီးကွန်ဝေးကလည်းအံ့ဩကြပါတယ်။သူကိုယ်တိုင်ကလည်းတမိုင်းဘာသာရက်မှာထူးချွန်ခဲ့တဲ့အော့စဘုတ်ကျောင်းတော်သားကြီးအဖို့လုံစွာစိတ်ဝင်စားဖြစ်ခဲ့ရပါတယ်။ အဲလူပွဲစီရဲ့တက်တန်းကတော့၂00အထိရှိပြီးတော့အသက်90အရွယ်ပြင်ကျွန်တော်တို့35နှစ်ခန့်သာရှိပါသေးတယ်။အသက်တရာရှိလာမှသာလျှင်တော့အိုလာရေးလို့ဆိုပါရယ်အမှန်အပြည့်တော့လူတို့ရဲ့ဘောင်နဲ့ဇက်နွယ်နေတဲ့အချိန်တဘောတရားကိုလည်းဇာကြီးစရာကတင်ပြထားခဲ့ပါရယ်မြေမပါတာပြန်ဆိုခဲ့ပြီးဖြစ်ပြီးတော့အသေးစိတ်တင်ပြခြင်းတော့မပြုတော့ပါဘူးအဲဒီဝိထုရဲ့ဇက်ဆောင်ကလည်းနောက်ဆုံးအတိတ်မေယောဂဆွဲကန်နေခဲ့ပါရယ်ဘလို့ပင်ဖြစ်ပါစေရှန်ဂရီလာဆိုတဲ့အမည်ကလည်းရှားပတ်ပြိတ်သက်ကိုလွှမ်းမိုးနိုင်ခဲ့ပါရယ် အရှိတော်အာရှမြို့ကြီးမြောက်မှာတော့ Shangri-La ဆိုတဲ့ hotel ကြီးမြောက်ကိုကျွန်တော်တို့တွေ့နိုင်ပါ रे နမိတ်တော်မဂ္ဂဇင်းကြီးမြောက်မှာလဲရင်းချန်ဂရီလာ hotel ကြီးမြောက်ကိုတခန်းတနာဂျောညာနေတော်ကိုလည်းဖတ်ရှုခဲ့ရပါ रे ရှားဘတ်သူများကလည်း Shangri-La ကို Shambhala လို့မိတီးပြီးတော့ရေးကြတယ်လို့ဆိုပါ रे လွန်ခဲ့တဲ့နှစ်ပေါင်း30ခန်းကလည်းဆရာကြီးဦးညွန်မြတ်ကအိုးဝေကြတယ်မှာ Shambhala အကြောင်းစိတ်ဝင်စားစွာသင်ပြရေးသားခဲ့ပါ रे ဆရာဦးမောင်ကြောက်တိုင်ကလည်းရှမ်းဘေးလောင်းမဟာဂန်နရီပညာရှင်များအကြောင်းစုစုစည်စည်ရေးသားဖော်ပြခဲ့တဲ့ပြင်ကျွန်တော်တို့စာဖတ်ပရိသတ်ကလည်းရှမ်းဘေးလောင်းနဲ့ရှန်ဂရီလာဆိုတဲ့ဝေါ်ရာကိုနားယင်နေကြပြီဖြစ်ပါတယ်။ရှမ်းဘေးလောင်းကလည်းတကယ်ရှိပါသလားရှိခဲ့လျင်တော့မြည်သည့်နေရာမှရှိပါသလဲ။ဒီလိုမဟုတ်ပါကရှမ်းဘေးလောင်းကလည်းပျောက်ဆုံးသွားတဲ့မိုးကုတ်ဆက်ဝိုင်းရဲ့ဝိတုကြီးတဲ့ကရှန်ဂရီလာကဲ့သို့စိတ်ကူးရင်လူပေါင်းအဖွဲ့စီနေတိုင်းခဲ့တဲ့နေရာလားလို့ကျွန်တော်တို့ကလည်းစဉ်းစားရမယ့်အချက်အလက်များဖြစ်လာပါတယ် အခုကျွန်တော်တို့တင်ပြမယ့်အကြောင်းအရာကတော့တာမန်အညာတရပုဂ္ဂိုလ်များကရှန်ဂရီလာသုံးမမဟုတ်ရှန်ဘဲလာကိုမတွေ့မနေပဲနဲ့ကဘာကုံကျဲ့တဲ့၍လိုက်လံရှာခဲ့ရတဲ့အကြောင်းလေးဖြစ်နေပါ रे ရှန်ဘဲလာကိုကမ်မီယာပညာရှင်တချို့ကလည်းစိုက်ဘေးရီးယားနဲ့မွန်ဂိုရီးယားရဲ့အနီးမှာရှိနိုင်ပါ रे တချို့ကလည်းမွန်ဂိုရီးယားနေဆက်မှာရှိတဲ့ဂိုဘီတဲကနာရအတွင်းမှာရှိနိုင်တယ်တချို့ကလည်းဒီဘန်နဲ့အိန္ဒိယနေဆက်မှာရှိနိုင်တယ်စသဖြင့်ရှန်ဘဲလာရဲ့ရှာပုံတော်ကို ဖွင့်ခဲ့ကြပါရီပျောက်ဆုံးသွားတဲ့မိုးကုတ်စဝိုင်းစာအုပ်ပေါ်ထွက်လာတဲ့အခါမှာတော့ရှန်ဂရီလာနဲ့ဆက်သွယ်နေတဲ့ရှန်ဗေလာကလည်းလူများစုအတွက်ထိုးပေါဝင်ရောက်လာခဲ့ပါ रे ပျောက်ဆုံးသွားတဲ့မူကုတ်ဆဝိုင်းဝိထုနဲ့ရှန်ဘေးလာမဟာဂန်နရီခရီးသည်ကြီးများရဲ့အတွေ့အကြုံများကို လေးလာတဲ့သူပြည်သူရှောက်အမျိုးသားဖောင့်မှလည်းများစွာအံ့ဖွယ်ကောင်းတဲ့ပုံကူဖြစ်နေပါတော့တယ် ရေဂျင်နယ်ဖောက်ကိုကမ္ဘာအကြီးဆုံးနဲ့ခဲမီဆုံးမြို့တော်ကြီးဖြစ်တဲ့လန်ဒန်မြို့မှာဖွားမြင်ခဲ့ပါတယ်ပထမကမ္ဘာစီကြီးအသွေးမှာပီတီရှာတမတော်ကြီးကိုအတွင်းမှာဝေရောက်အမှုထမ်းခဲ့ပါတယ်ဇက်တိုရီတမတော်အမှုထမ်းခဲ့ရသဖြင့်ဖောက်မှာလည်း ရေဒီယိုဆက်သွယ်ရေးပြင်ကြောင်းကိုထူးထူးချွန်ချွန်ဝါနာပါခဲ့သူဖြစ်ပါရယ်ပထမကမ္ဘာစီဂျီဘီဆုံးပြီးခဲ့တဲ့နောက်မှာတော့ဖောက်တဲ့အိန္ဒိယနိုင်ငံမီးရထားဌာနမှာဆက်သွယ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့ပါရယ်အရှေ့တိုင်းယဉ်ကျေးမှုနဲ့ဘာသာရေးတို့မှာဘော့ကလည်းဇေဝင်စားလာခဲ့ပြီးတော့ဗုဒ္ဓဘာသာကိုဝန်ယံကြံရွယ်လာခဲ့ပါရယ်နီဘောယူတန်နဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာတော့အမှုထမ်းခဲ့တဲ့ဖောက်ကလည်းရှမ်ဘဲလာဇရိတ်သူတို့ကောင်သူတို့ဇင်တို့ရဲ့ ကဲယုံပြောမွေးတဲ့စုံတော်မြိုင်ကိုစိတ်ဝင်စားလာပါရီမြေထာဌာနမှာ၁၄နှစ်လုံလုံဆက်သွယ်ရေးအရာရှိအဖြစ်အမှုတန်းခဲ့တဲ့ Ford ကလည်းဂျိန်းဟက်တန်ရဲ့ပျောက်ဆုံးသွားတဲ့မိုးကုတ်စဝိုင်းကိုဖတ်ရှုခဲ့ပြီးတော့ရှန်ဂရီလာကလည်းရှမ်ဘေလာနဲ့တနီမို့တနီဆက်နွယ်နေရမယ်လို့ယူဆထားပါရီ Ford 4အခွင့်အရေးရရှိလာတာနဲ့ပြီးတဲ့အစိုးရကလည်းတတိယကမ္ဘာစီးကြီးမဖြစ်မီမှာပဲဒီဘက်ကိုဘေးရှင်းအဖွဲ့စေလို့ရန်ပြင်ဆင်ပါရီ ရှန်ဂရီလာတောင်မှမဟုတ်ရှန်ဘဲလာယောဂဘုတ်ဝင်နေတဲ့ Ford ကလည်းမြေထဌာနမှအလုပ်ထွက်ခဲ့ပြီးတော့ mission အပွင့်နဲ့တိဘက်လာဆာမြို့ကိုထွက်လာခဲ့ပါရီ Ford ကလည်းတနေ့မှတော့သူရောက်လို့ရှန်ဘဲလာကိုရောက်မယ်လို့ဆုံးဖြတ်ထားပါရီတိဘက်လာဆာမြို့တော်ကိုရောက်တဲ့အခါမှာတော့ရှန်ဘဲလာဒဏ္ဍာရီမျိုးကို Ford အစုံလုံးတင်လင်းသိရှိလာခဲ့ပါရီ။ဂိုင်းမာရီချလာတကူတော့တွေ့ရှိလာရပါရီ။ ။နောက်ဆုံးမှတော့ Ford ကလည်း British Mission အဖွဲ့မှထွက်ခွာလာပြီးတော့ဒီဘက်သားခံယူလိုက်ပါတော့တယ်။ဘုံတော့ပါတာဝင်ပြစ်ကူးပြောင်းလာပါတယ်။ဒီဘက်အမျိုးသမီးနဲ့အိမ်တော်ပြုခဲ့ပြီးတော့ဒီဘက်လာစာမြို့တော်မှာယာသက်ပန်နေထိုင်ခဲ့ပါတယ်။ဒီဘက်ဇိုးရရဲ့ဆက်သွေးတောင်းဝင်ကိုယူထားပြီးတော့ရှံမဲလာရှာပုံတော်ဖွင့်ခဲ့ပါတယ်။တခြားရှံမဲလာရှာပုံတော်ဖွင့်ခဲ့တဲ့တူကတော့ဒုတိယကမ္ဘာစီကြီးရဲ့အတွင်းမှာဗြိတိရှလေတပ်မတော်နဲ့အမှုထမ်းခဲ့တဲ့ဘော့ဖို့ဆိုသူဖြစ်ပါတယ်။ဒီဘက်ကိုဒုတိယကမ္ဘာစီကြီးပြီးဆုံးပြီးတော့စွန်းစွန်းဆဆရှန်ဂရီလာ ဒါမှမဟုတ်ရှံမဲလာရှာဘုံတော်ဖွင့်လာခဲ့သူဖြစ်ပါ रे ဘောနဲ့ဖောက်တို့တွေ့ခဲ့ကြပြီးတော့နှစ်ဦးသောတိဘက်အားတရုတ်ကိုဝင်ရောက်လာခဲ့တဲ့အခါမှာတော့သူတို့နှစ်ဦးရဲ့တရင်ကမကြားခဲ့ရတော့ပါဘူးရှံမဲလာကိုတွေ့လို့တွေ့ညာရှာဝေသူနှစ်ဦးကလည်းဩစတြေးလျအမျိုးသားတောင်တန်းသမားများဖြစ်ကြတဲ့ဟင်နရီနဲ့ပီတာတို့နှစ်ဦးဖြစ်ကြပါ रे သူတို့နှစ်ဦးကလည်းအိန္ဒိယပြည် ကက်ရှောမီယာကိုဒုတိယကမ္ဘာစစ်မတိုင်မီရောက်ရှိလာခဲ့ပါရီဤမွေနာမှာရှိတဲ့နိုင်ငံပရာဘတ်တောင်ကိုတက်ရောက်ရန်နဲ့ရှံမဲလောက်ကိုရှာဖွေရန်လာခဲ့သူများလို့ဆိုပါရီဒရုန်းတစ်ယောက်ရောက်ရှိလာပြီးတော့မကြာခင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ရပါရီပြည်သူ့အစိုးရထောက်လှမ်းရေးအဖွဲ့ရကတော့သူတို့နှစ်ယောက်ကိုတချို့များလို့ယူဆကောကွာဒွန်မြို့အကျဉ်းတောင်မှာထိန်းသိမ်းထားခဲ့ပါရီကွာဒွန်ထောင်မှထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီးတော့သူတို့နေထိုင်တဲ့တီးဘက်ကိုခရီးထွက်ခဲ့ကြပါရီ ဒရုန်းနဲ့ဦးကလေးလွတ်မြောက်သွားပုံကိုအမေရိကန်သတင်းစာဆီယာနဲ့ဇာယီဇီယာလိုဝေဒွန်မတ်ကလည်းရန်ဂရီလာကိုထွက်ပြေးသွားကြသူများအဲဒီလိုမျိုးဒီဘက်အကြောင်းစာအုပ်မှာရေးသားခဲ့ပါတယ်ဟင်နရီနဲ့ပီတာကလည်းဒီဘက်မှာခုနှစ်နှစ်ကြာမြင့်ခဲ့ပြီးတော့ဒီဘက်အစိုးရလက်အောက်စောက်လို့ရေးဌာနမှာတော့အမှုထမ်းခဲ့ကြရင်းနဲ့ရှန်ဘဲလာကိုစုံစမ်းခဲ့ကြပါတယ်ဒရုန်းနဲ့ဦးကလည်း တီဘတ်မှာတော့ခုနှစ်နှစ်ကြာစာအုပ်ထုတ်ဝေခဲ့ပြီးတော့အဲ့ဒီစာအုပ်ကိုရုပ်ရှင်ရိုက်ခဲ့ပါတယ်983ခုနှစ်မှာတော့ဇာယေးစီယာပီတာမတ်တီရှင်ရဲ့ဇီဝဗေဒပညာရှင်ဂျော်ရှီလာတို့နှစ်ဦးကလည်းနင်းကျစ်များရှာဖွေနေတဲ့ရည်ရွယ်ချက်နဲ့အနာဘူရော့တောင်ရဲ့အနီးမှာတီဘတ်ကိုဝင်ရောက်ခဲ့ကြပါတယ်ဇာယေးစီယာပီတာမတ်တီရှင်ကလည်းဗုဒ္ဓဘာသာပင်တဦးဖြစ်ပြီးတော့သူရဲ့ဇနီးဒီဘိုရာကလည်းဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ် ပြည်တော်ကလေးခီးသောဆောင်းများထုတ်ဝေခဲ့ပြီးတော့သူရဲ့ဆောင်းများကလေးအယောင်ရအတွင်ကျဲဆုံးဆောင်းများဖြစ်ခဲ့ပါရီဒရိုနဲ့ဦးကလေးတောင်အမေရိကအရှိတောင်အာရှကိုထွက်ခဲ့ကြပြီးတော့ရှားပါပြောက်ွယ်လူဖြစ်နေတဲ့သရိဆန်များကိုရှားပွေခဲ့ကြပါရီပြည်တော်ကလေးအိန္ဒိယပြည်ရောက်ရှိနေစဉ်တိဘက်ဘာသာနဲ့တိဘက်ဗုဒ္ဓဘာသာအကြောင်းကိုစေစေဆက်ဆက်လေးလာခဲ့ပါရီ ဒီဘက်အမျိုးသားတို့ရဲ့ဌာနကြီးများကိုလည်းလေးလာစူးစောင်းခဲ့ပါရယ်ဟင်းမွေနာမြောက်ပိုင်းလူမျိုးစုများရဲ့အကြောင်းများကိုခရီးမထွက်ခင်ကပင်သူရင်နာပြုခဲ့ကြပါရယ်သူတို့စင်တို့ကိန်းအောင်ပျော်မွေ့နေတဲ့ရှမ်းမဲလားဒါမှမဟုတ်ပျောက်ဆုံးသွားတဲ့မိုးကုတ်ဆဝိုင်းကလည်းလူသူအယောက်ပေါက်နေတဲ့ဒီဘက်ရဲ့တနေရာမှာတည်ရှိနေတယ်လို့မှတ်ယူပြီးတော့ဒီဘက်ရဲ့အလဲပိုင်းဆိုပြီးတော့နေရာမှာကြောက်တလင်းဆိုတဲ့ထူးဆန်းတဲ့ထူးဆန်းတဲ့တောင်ကြီးရှိတယ်လို့ တိဘက်အမျိုးသားတို့ထံမှသင်ကြားသိခဲ့ရပါတယ်အေဒွန်ကြီးမှရှိတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကလေးဒူဇန်ဆန်းကျဲတဲ့နေရာမှာတည်ရှိနေပြီးတော့ပျောက်ဆုံးသွားတဲ့မိုးကုတ်ဆက်ဝိုင်းဝိတုကြီးရှိရာရန်ဂရီလာများဖြစ်နေမလားလို့ကျွန်တော်ထင်ပါတယ်အဲဒီနေရာမှာလေလှုပ်ဝက်တဲ့နေရာတနေရာဖြစ်ခဲ့ပြီးတော့ဒီဘက်ရှိဟောင်းယဉ်ကျေးမှုအမွေနေ့ကိုထိန်းသိမ်းထားခဲ့တဲ့နေရာလို့ဆိုပါတယ်ဒီဘက်အာတယုတ်တို့ဝေရောက်လာခဲ့စဉ်က ရှင်းဝက်ရှားပါးရိဗုဒ္ဓဘာသာကျမ်းစာနဲ့ရှင်ယောပစ္စည်းများကိုအဲ့ဒီနေရာမှာလှုပ်ဝက်ထားရှိခဲ့တယ်လို့သတင်းသက်သက်ကြားသဖြင့်ပီတာမက်တီဆင်တို့နှစ်ဦးကလည်းနင်းကျသည့်ရှားပွေရဲ့အကြောင်းပြုပြီးတိတိစိတ်သွားရောက်နိုင်ရန်ကြိုးစားခဲ့ကြပါရယ်သူရဲ့အထွေထွေများကိုစောအုပ်ပြထုတ်ဝေရေးသားခဲ့ပါရယ်သူတို့နှစ်ဦးကလည်းအဲ့ဒီဒေတာမှာဒိုးပေါဝင်ရောက်နိုင်ခဲ့တော့လေအကြောင်းမျိုးမျိုးကြောင့်မလို့သူတို့မျော်မှန်းခဲ့တယ်လို့မျိုးရှံမေလောက်ကိုမရောက်နိုင်တော့ပါဘူး ဒါပေမဲ့လည်းထူးဆဆန်းကြဲတဲ့သူတော်စင်တို့နေရာများကိုရောက်ခဲ့ကြသဖြင့်ဒီရဲဆောင်မှများစွာစိတ်ဝင်စားဝယ်ကောင်းပြီးတော့1989ခုနှစ်ကအမျိုးသားစာပေစုရရှိခဲ့ပါရီအချိန်ကြီးထုတ်ဝေခဲ့ပြီးတော့အယောင်ရောင်အတွင်ကျေဆုံးစာအုပ်ဖြစ်လာခဲ့ပါရီပျောက်ဆုံးသောမူကုတ်ဆဝိုင်းဒါမှမဟုတ်ရှန်ဂရီလာဒါမှမဟုတ်အဲ့ဒီအမည်နဲ့စက်ဆက်နေတဲ့ရှန်ဘဲလာကလည်းစူဇန်ရှာပွေနေတဲ့ဂန်ရီပညာရှင်များတွေးရလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါရီ ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇာလံကတော့ဇာယီသူလျံထက်ရေးသားထားတဲ့ပျောက်ဆုံးသွားတဲ့မိုးကုတ်ဆက်ဝိုင်းနဲ့ရှမ်ဘဲလာဆိုတဲ့ဇာလံလေးပဲဖြစ်ပါတယ်ခင်ဗျဒီဇာလံကိုအစောကနေအဆုံးထိ live ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များသားရချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ခင်ဗျ